အခြေခံလက်သာတွင်းမြင့်ပေပါဝင်တခြားတောင်းဆိုချက်တွေနဲ့ရွှေပြည်သားစစ်မှုဆောင်နှစ်နဲ့သုံးပါရှိတဲ့ထဲချုပ်ဆက်ရုံလေးရုံကလုံတမာတွေကသက်ဆိုင်ရာဆက်ရုံရှိမှာဒပိတ်စကန်ဖွင့်ဆန္ဒပြနေပေမဲ့တာဝန်ရှိသူတွေဘက်ကလက်ရှိချိန်ထိထိရောက်တဲ့နှိမ့်နိုင်မှုမျိုးမရှိသေးဘူးလို့သိရပါဗျ။ဒပိတ်စကန်ဖွင့်ဆန္ဒပြနေတဲ့ဆက်ရုံတွေအနက် Folk Glory Garment ဆက်ရုံမှာလုံတမာတွေနဲ့ Coast International Company Limited Garment ဆက်ရုံမှာအလုံတမာတွေကတောင်းဆိုချက်၉ချက်စီနဲ့ဖေဖော်ဝါရီလ၄ရက်နေ့ ီလန်မြန်မာကားမန့်ဆက်ယုံကအလုသမာတွေကတောင်းဆိုချက်၃ချက်နဲ့ဖေဗူလာ၂ရက်နေ့ရက်စတုန်းကားမန့်ဆက်ယုံကအလုသမာတွေကတောင်းဆိုချက်၁၂ချက်နဲ့ဖေဗူလာ၃ရက်နေ့အသီးသီးမှစတင်ပြီးဆက်ယုံရှိမှဒဘိတ်စကန်ပွင့်တောင်းဆိုနေတာဖြစ်ပါတယ်။ဒဘိတ်စကန်ပွင့်ထားပေမဲ့လာရောက်ညီနိုင်တာမလုပ်သေးဘဲတောင်းဆိုထားတဲ့အချက်တွေမရမချင်းဆက်ယုံရှိမှဒဘိတ်စကန်ပွင့်တောင်းဆိုသွားမယ်လို့ Coast International Company Limited ကလုတ်သားတူဖြစ်သူမတ်အေးဆန္နာဝင်းကပြောပါတယ်။ ီလိုတပန်နီးပါးကြာတပိတ်စကမ်းမွေဆန္ဒပြတောင်းဆိုပေမဲ့ပြည်လည်မှုမရရှိတာကြောင့်တပိတ်စကမ်းမွေဆန္ဒပြနေတဲ့ဆက်ရုံအလုံးစုပေါင်းပြီးလုံထမအင်အား3000ကျော်ကဖေဖော်ဝါရီလ9ရက်နေ့ကရွှေပြည်သားစစ်မှုဆောင်တွေအခြေခံလာစာတုံ့ပြန်ပေးဖို့အတွက်လှည့်လည်ဆန္ဒပြခဲ့ပါတယ်။